Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ Manchester United ကဇန်နဝါရီအပြောင်းရွှေ့မှာ Ehila Quinley ကစာမဖြစ်တဲ့ Ruben Neves ကိုခေါ်ဖို့အတွက်ကြိုးပမ်းနိုင်ချေရှိတယ်ဆိုပြီးတော့ Jacob Spam ကနေပြီးတော့ report လောက်လာတာကျွန်တော်ရှိပါတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဒါဆွေးနွေးကြည့်အောင်ပါဆိုတော့လက်ရှိပေါ့နော်ကျွန်တော်ဒါ United Standing Interview မှာဒီ Journalist တယောက်ဖြစ်တဲ့ Jacob Spam ကဟို United အနေနဲ့ပေါ့နော် ကျွန်တော်တို့ဒီနယ်ကွင်းလေကစားမတွေအစားထိုးဖို့အတွက်ကျူးပန်းလာနိုင်သေးတယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ဒါမျက်ခြေမပြတ်စောင့်ကြည့်ထားမှရမယ်ပေါ့သူတပင်းတော့ဟိုကဘာဖလားကို ရှင်ပြိုင်ကစားဖို့အတွက်6လလောက်အလိုမှာဒီသူတို့အနေနဲ့ကဘာဖလားမှာလက်ရွေးစင်အတင်းအတွက်ပါနိုင်ဖို့အတွက်ကစားမအများစုကဈေးကွက်အတော်တွင်မှာလက်ရှိသူတို့ကစားပေးနေတဲ့အတင်းမှာနေရာမရဘူးဆိုရင် ကစားချိန်နည်းနေတယ်ဆိုရင်ဒါမှမဟုတ် national team နေမှာပို့ပြီးတော့ဗောနော်မျက်စိကြရင်ခံဖို့အတွက် အသင်းပြောင်းစရာရှိတဲ့ကစားမတွေပြောင်းဖို့လုပ်နေကြတဲ့အချိန် United အနေနဲ့ကွင်းလေလိုအပ်ချက်ရှိနေတဲ့နေရာမှာနောက်ထပ်ကွင်းလေကစားမတွေအစားထိုးဖို့အတွက်အခွင့်အရေးကောင်းရှိနေတယ်ပေါ့သူတပြင်းတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ Ruben Neves ပေါ့ Ruben Neves ဟာ Manchester United တင်ဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်တို့အနေနဲ့ဒီခေါ်နိုင်ကြီးရှိတဲ့ကစားမတယောက်ဖြစ်ကျွန်တော်တို့ပေါ့နော်ကြည်ထားမှရမယ်ပေါ့နော်ဆိုတော့အသက်ကတော့28နှစ်လောက်တော့ကျွန်တော်တို့ရှိနေပြီအဲသူဆိုတော့ United ကခေါ်ရင်တောင်မှဒါဟာ ာလာတူအတွက်ပဲကျွန်တော် United ကဦးစားပေးပြီးတော့ခေါ်ကောင်းခေါ်နိုင်နေပေါ့နော်။ဒါပေမဲ့လည်းလို့ကျွန်တော်အနေနဲ့ Ruben Neves ကတော့ပေါ့နော်။ဟိုဘယ်လိုပြောမလဲ။ El Hilal ကနေပြီးတော့သူ့အနေနဲ့ထွက်ကောင်းလဲထွက်သွားနိုင်စွမ်းရှိတယ်ပေါ့။ဆိုတော့ကျွန်တော်တို့ Ruben Neves ရဲ့အနေအထားကိုကျွန်တော်ကြည့်ရင်နံပါတ်1 Ruben Neves ကလက်ရှိ El Hilal နဲ့2026ခုနှစ်နော်2026ခုနှစ်ကျွန်တော်သာဇူလိုင်လ30ရက်နေ့မှာတက်တန်းကုန်ပြီကစားမှာဆိုတော့ဒီယာဒီကုန်ပြီဆိုတာနဲ့ သူတို့အနေနဲ့စာချုပ်ကကုန်ပြီးအလွတ်နဲ့ထွက်ခွင့်ရတယ်။ဒါပေမဲ့အဲ့ချိန်ထိဆိုလို့ရှိရင်ကမ္ဘာဖလားကစက်တင်ဘာလောက်ဆိုလာပြီးထင်ပါတယ်ကမ္ဘာဖလားကလေအဲ့ဒီတော့အဆင်မပြေဘူးမပြေတော့ဟိုဘယ်လိုပြောမလဲလာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာတင် United ဘက်က Ruben Neves ကိုလိုချင်နေတော့ဘာလို့ဆိုလို့ရှိရင်အဲ့ဟီလာအနေနဲ့အလွတ်နဲ့လက်လွတ်ရမယ့်အစားထပ်ပြီးတော့ဗောနောကျွန်တော်တို့က Manchester United ထံရောင်းတာမျိုးပဲဖြစ်ဖြစ်တခြားကလပ်တင်တစ်ခုခုရောင်းတာမျိုးပဲဖြစ်ဖြစ်တန်း20မှရရ25တန်းမှရရသူတို့ ရောင်းချဖို့အတွက်ကျူပန်းကောင်ကျူပန်းသွားနေဆိုရင်ရှိတယ်။အဲသူတို့တနှစ်လောက်တောင်မကျန်တနှစ်လောက်ပဲကျန်တော့တဲ့အချိန်မျိုးမှာအဲဟေလာကတတန်းလေးတူကောင်တူနိုင်တယ်။ဒါပေမဲ့ရောင်းလေရောင်းချကောင်ရောင်းချနိုင်တယ်။ဆိုတော့ပရီးမီးယားလေးအတွေ့အကြုံရှိတဲ့ရူဘင်နီဗက်စ်ကိုမန်ချက်စတာယူနိတက်ကဒီခေါ်မယ်ဆိုရင်လည်းပဲကာလာလူအနည်းနဲ့တောင်မှအဆင်ပြေနိုင်စွမ်းရှိတယ်ဆိုတဲ့သဘောမျိုးပဲ။ဒီနေရာမှာတခုရှိတာကခုနကကျွန်တော်တို့ပြောသလိုပဲဇန်နဝါရီပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်အတွက်ကွင်းလျယ်လူချင်း option တွေအများကြီးဖြစ်လာတော့မှာ အလိုလေဆိုတော့ကဘာဖလားကျွန်တော်လာတော့မယ်ကဘာဖလားမတိုင်ခင်မှာနိုင်ငံလေရွေးစဉ်အတင်တွေရွေးချယ်ခံရဖို့ဆိုရင်လူတွေမျက်စိတောက်တောက်ကြည့်နိုင်မယ်အတင်မျိုးတွေမှာကစားထားမှအဆင်ပြေမှာမန်ချက်စတာယူနိုက်တက်ဒီစိုးတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဟိုလူတော်တော်များများရဲ့ဘောနော်ကျွန်တော်တို့ကမျက်စိတောက်တောက်ကြည့်ချင်းခံရတဲ့အတင်မျိုးယူနိုက်တက်လိုအတင်မျိုးကိုကျွန်တော်ရောက်လာပြီဆိုလို့ရှိရင်ဒါမင်းချီသွန်းပြလာမပြလာအကုန်လုံးကတိကြတော့မှာဂျာနယ်လစ်တွေရေးမယ်ဂျာနယ်တွေမှာဖော်ပြမယ်ဆိုရှယ်မီဒီယာတွေမှာဖော်ပြမယ်အဲ့ကြရင် ခြေသွမ်းကောင်းရင်ကောင်းတယ်လို့လက်ရွေးစီနေမှာမျှော်လင့်လို့ရတယ်။ကဘာဖလားလည်းကျွန်တော်မျှော်လင့်လို့ရတယ်။ဆိုတော့ဒါကြောင့်ပေါ့နော် Ruby Nives ကပေါ့နော်အမှန်တမ်းပြ Ruby Nives တို့ကဟိုကဘာဖလားမှကရွေးချယ်ခြင်းရခံနေရတာ။အဲ့လောက်ကြီးကြီးကျွန်တော်စိတ်ပူစရာမရှိဘူး။ကဘာဖလားမှသူအမြဲတမ်းပဲကဘာဖလားမဟုတ်ဘူး sorry ပါလေဒီနိုင်ငံလက်ရွေးစီအစ်တင်မှာသူအမြဲတမ်းရွေးချယ်ခံနေရတာ။နော်နိုင်ငံလက်ရွေးစီအစ်တင်မှာဒါပေမဲ့လို့ Ruby Nives အနေနဲ့ပေါ့နော်ဂျောင် Nives ကျွန်တော်တို့ရှိမယ်။ဂျောင်ပီတင်ညာကျွန်တော်တို့ရှိမယ်။စပားမှာခြေသွမ်းပြနေတဲ့ဂျောင်ပယ်လင်ညာကျွန်တော်တို့ရှိမယ်။ ဆိုတော့ကွင်းလင်မှာဘာနာဒိုစီးပါလို့ရှိမယ်ဘရူနိုဖန်နက်စ်တို့ကျွန်တော်ရှိဦးမယ်ရူဘင်နီဗက်စ်အနေနဲ့ရွေးချယ်ခံရဖို့ဆိုရင်တို့အနေနဲ့ပေါ့နော်အဟီလာလိုနေရာမျိုးမှာစွမ်းဆောင်ရည်ကောင်းပြနိုင်မှာဒါသူကတော့ရွေးချယ်ခံရပြီးသားဒါပေမဲ့လို့ first line နဲ့ထဲမှာပါဖို့ကမ္ဘာဖလားမှာပေါ်တူဂီတူရက်ပေါ့နော်ကစားကွင်းကြီးအများကြီးရဖို့ဆိုရင်ဂျောင်းပယ်လင်ညာတို့တက်ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းနေလို့ပြနိုင်မှာကျွန်တော်ရမယ်ဗီဒီညာတို့ဂျောင်းနီဗက်စ်တို့ထက်ကျော်ပြီးတော့လုံးမပြနိုင်တာတော့မှပါလေဒါကြောင့်ကျွန်တော်ကြည့်ရင် ကျွန်တော်အဲဟီလာမှာလုတ်ပြတာလေကစားခွင့်ရပါတယ်။ထားပါတော့ဂျောင်းကြီးပါလေဒီဂျောင်းကန်ဆယ်လိုတို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်လေးကောင်းနေတာ။အဲမဲ့လို့မန်ချက်စတာယူနိုက်တက်လူနေရမျိုးရောက်လာပြီးတော့အဆင်ပြေတယ်ဆွမ်းဆောင်ရင်းကောင်းနေပြနေနေဆိုလို့ရှိရင်တော့သူ့အတွက်ပိုကောင်းတာပေါ့လေ။ဒါပေမဲ့လည်းလို့ကက်ဆမီရိုကလည်းကျွန်တော်ကမ္ဘာဖလားအတွက်ပေါ့နော်ဘရာဇီးလက်ရွေးစင်အတင်းမှာကစားခွင့်ရဖို့အတွက်ယူနိုက်တက်မှာပွဲကစားခွင့်နေပုံမှန်ရနေတဲ့အချိန်ဥကာဒေးကတော့ဥရုဂွေးအတွက်ကစားနေရတဲ့အချိန်မှာဂျောင်းကြီးပဲရောက်လာပြီးဆိုတာနဲ့ပေါ့နော်။ဖာနန်ဒက်စ်ကိုကြော်ပြီးတော့နေရာရဖို့မရှိဘူး။ဆိုတော့ကက်ဆမီရိုတို့ ဥကာတီတို့ကိုကျွန်တော်ကြော်ပြီးတော့သူနေရာရအောင်ပဲလုပ်ရမှာအဲ့ကြိုင်လဲမင်းနူးရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲဒါတွေကလည်းကျွန်တော်ရှိသေးတာဒါကြောင့် Manchester United ကဒီကမ္ဘာဖလားကိုကစားကျင်တဲ့ကစားမားတွေဈေးကွက်ဇန်နဝါရီမှာအပြောင်းလဲအများကြီးလုပ်နိုင်ချေရှိတဲ့အတွက် United အနေနဲ့ကာလာတူကွင်းလင်ကစားမားတယောက်ကိုထပ်ပြီးတော့ခေါ်ဖို့ကျူပန်သွားနိုင်ချေရှိတယ်ဆိုပြီးတော့ကျွန်တော်သာ Jigos Ban ကပြောထားတယ်အဲ့ဒီတည်းမှာလဲ Ruben Neves နဲ့ Manchester United ရဲ့အပြောင်းရွှေ့ကစောင့်ကြည့်ကျင်စရာကောင်းနေတယ်လို့ပြောထားတယ်ညီကလေးနေနေရော United အနေနဲ့ Premier League Wolverhampton မှာကစားပြီးတော့နိုင်ငံလက်ရွေးစဉ်အသင်းတွေမှာလည်းကစားဘူးတယ်အတွေ့အကြုံလည်းရှိတယ်ဆိုတော့ Ruben Neves ကိုခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလား28နှစ်ပါကစားမကညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်